ဲ့မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ဆရာကအင်တရင်းကြီးတဲ့ကိုရွှေမင်းသမီးများဖြစ်တဲ့စနေသားသမီးတွေလည်းကိုရောက်ရှိလာပါပြီခင်ဗျာဒါကြောင့်မလို့เนาะဆရာရဲ့စနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့မှာတော့ဆရာက2025ခုနှစ်မတ်လနောက်ဆုံးပတ်စနေသားသမီးမိတ်ဆွေတွေရဲ့ဗတ်တာရှောင်းရံဆောင်ရံအတွက်ကံကြမ္မာဟောစတန်းကိုဟောကြားပြီးမှာဖြစ်ပါတယ်စနေသားသမီးမိတ်ဆွေများ2025မတ်လနောက်ဆုံးပတ်တွင်မှာမိတ်ဆွေတို့ရဲ့စိတ်ထဲမှာလက်ရှိမှာ ရည်မှန်းချက်ရည်ရွယ်ချက်တွေဖြစ်ရှင်တဲ့ဆန္ဒတွေဖြစ်လို့တဲ့ဆန္ဒတွေကို100%ဖြစ်အောင်ကြိုးစားပါမိမိအနေနဲ့ဖြစ်ရှင်တဲ့အရာတွေလုပ်ငန်းကိစ္စအောင်မြင်ခြင်းသလားအောင်မြင်အောင်လုပ်ဆောင်ပါအောင်မြင်အောင်လုပ်နိုင်တဲ့ကံမျိုးဖြစ်တဲ့အလုပ်ကိစ္စစီးပွားရေးကိစ္စဘာကိုမဆိုကိစ္စအဝဝမှာ dream to come to အိမ်မက်ဒီအမှန်တကယ်ဖြစ်အောင်ကြိုးစားနိုင်သောကာလဖြစ်ပြီးတော့တကယ်ကိုအခွင့်အလမ်းကောင်းတွေကိုဒါဆောင်လုပ်ပါမကြခင်မှာဖြစ်လာမယ့်ကိစ္စရည်မှတ်ထားတဲ့ကိစ္စတွေဂျင်းတေပေါ့ဖြစ်လာမှာဖြစ်တဲ့အပြင်ကို 1986ကိုဂုံတော့မကြမီမှာ1389ကိုရောက်ရှိလာတော့မှာပါဒါကြောင့်စနေဂျိုဟာထွန်းတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့စနေတွေဟာနောက်နှစ်ဟာမိတ်ဆွေများအတွက်ဖြစ်ပါတယ်လို့ကြားဖြတ်ဝမ်းသာစရာကျင်ညာရင်းနဲ့ဆရာရဲ့1989အတွက်ဟောစတန်းတွေကိုလည်းဆရာတင်ပေးပါမယ်လေးလာပိုင်းအတွက်တော့မတင်တော့ပါဘူး89ကို review လုပ်ပြီး86ကို review လုပ်ပြီး89ကိုဆရာတင်ပေးပါမယ်ဆိုတဲ့အကြောင်းကိုဆရာကမဟာတကြံအတွက်ပါကြိုတင်ပြီးတော့တည်ငောက်ပါရင်နဲ့ မိတ်ဆွေဂျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါစနေသားသမီးတွေဟာအမျိုးသမီးတွေဖြစ်တတ်တဲ့ဂျမ်းမာရေးလေးတွေအတူတူမဲ့အသွေးသားနဲ့ပတ်သက်တာမျိုးလေးတွေမှာဖြစ်စီနော်မိမဆိုတော့ဟိုဆိုတော့ဓာတ်မှာမီးနေဆိုတဲ့အတိုင်းပဲနော်အမျိုးသမီးများအနေနဲ့ပိုတိလိုက်မယ်အမျိုးသမီးတွေဖြစ်တတ်တဲ့ဂျမ်းမာရေးနဲ့ပတ်သက်တဲ့ဓာတ်စာလေးဓာတ်သဘောလေးတွေမှာ view site ပါဆရာကတော့လူပြိုလည်းဖြစ်ခလေးလည်းဖြစ်မိမလည်းမရှိညီကိုအမလည်းမပါတော့ဆရာက ဘာမှတိတ်တော့နားမလဲဘူးဒါပေမဲ့ကတ်မှာတော့အမျိုးသမီးအသွေးသားနဲ့ပတ်သက်တော့ကျမကြီးဒီတတိထားဖို့လိုအပ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိမှာအဲငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာလက်ရှိငွေကြီးနဲ့ပတ်သက်ရင် ဒေချာတယ်မိမိနေနဲ့လက်ရှိမှာဆိုရင်တော့နည်းနည်းလေးဟိုစိုးရိမ်စရာမရှိဘဲနဲ့ကိုစိုးရိမ်နေတဲ့ငါမဒါကြီးမရှိရင်ရောဆိုတဲ့တန်လျာစိတ်တွေကိုကိုကိုအကြပတ်ကိုစဉ်းစားနေတာမျိုးရှိရင်ဒီ mindset ကြီးကိုထုတ်လိုက်ပါမကြခင်အစဉ်ကိုပြည်လာပါလိမ့်မယ်ခင်ဗျာเนาะသို့တော်လက်ရှိမှာဆိုရင်ငွေကြီးနဲ့ပတ်သက်ရင်လက်ထဲမှာရစရာတော့ရှိတယ် ဝင်စရာတစ်ခုခုတော့ရှိတယ်တိုးတော့ဘယ်ကဝင်မှန်းမသိတိုးမဟုတ်ရင်ကျင်းသေးပါမလားဆိုပြီးကိုကိုကိုရောင်ရဲစိတ်ကလေးလေးကိုကိုကိုစိတ်တိုင်းမကျစိတ်ကလေးလေးငွေကြီးနဲ့ပတ်သက်လို့များစွာတွေ့ရတတ်တယ်အပေါ်လိုလည်းမတော်မှုစုတော့စုတယ်ဒါပေမဲ့တစ်ခုခုရင်းနှီးဝယ်ဆောင်ထားတာမျိုးလှုပ်ဆောင်ထားတာမျိုးလေးကြောင့်ငွေကြီးနဲ့ပတ်သက်လို့လက်ထဲမှာတော့အသက်တင်ပေါ်ဖို့အတွက်အမြတ်ငွေမရှိတာမျိုးပြစရာမရှိတာမျိုးလေးဖြစ်နေတတ်သောကာလဖြစ်တယ်တိုးတော့ဘာမှတော့စိုးရိမ်စရာမရှိပါဘူးဒါပေမဲ့တစ်ခုရှိတာသတိထားမှာကိုစိတ်ကိုကိုကိုစိုးရိမ်ပူပန်နေတာလေးကို break and free ချော့ပေးဖို့လိုအပ်ပါ ါတယ်ခင်ဗျာအလုတ်ကင်အလုတ်ကင်နဲ့ပတ်သက်လာရင်တော့ဒါထာဝါဆိုတဲ့ကံမျိုးကြာနေတဲ့တို့ကမပြုတ်လဲအောင်မပျက်စီးအောင်အတော်ကိုထိန်းယူနေရသောကာလဖြစ်တဲ့အလုတ်နဲ့ပတ်သက်လို့လက်ရှိနေရအလုတ်ကင်နဲ့ပတ်သက်ရင်ယာထုတိုးဖို့လားမျော်လင့်မနေနဲ့လက်ရှိနေရာကနေမြဲအောင်တော့များစွာစူးစမ်းနေရတာမျိုးလက်ရှိအလုပ်ကြီးမှာတော့အဆင်ပြေအောင်တော်တော်ကိုထိန်းယူနေရတာမျိုးဖြစ်နေတတ်ပြီးအလုပ်နဲ့ပတ်သက်လို့ယာရုနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လာရင်တနည်းအားဖြင့်ယုံထွက်သွားခြင်းနဲ့စိတ်တွေလက်ရှိနေရာမှာမပြောဘူးသိကြတယ် တဏှာကိုပြောင်းလဲသွားခြင်းနဲ့စိတ်တွေလက်ရှိချိတဲ့နေရာကနေပြီးတော့အဝေးကိုတဏှာကိုပြောင်းရွှေ့ပြီးတော့လှုပ်ဆောင်ခြင်းနေတာမျိုးသူမဟုတ်လက်ရှိနေရာမှာတည်ကြတဲ့ဂျိမ့်သေးပါအောင်မပြောနေရမျိုးတွေကြုံရတတ်ပါတယ်ယာရုတို့ဖို့ယာရုတက်ဖို့အားနေပါတယ်ယာရုတို့ယာရုတက်ခါမှာမိမိစိတ်တိုင်းမကြတဲ့နေရာအရက်ဒေတာကိုဖြစ်ရတတ်တဲ့အတွက်လည်းမဖြစ်နိုင်လို့ရှိရင်အခွင့်လန်းကောင်းတွေကိုယာရုနဲ့ပတ်သက်တဲ့အခွင့်လန်းကောင်းတွေကိုတတိထားဆင်ကျင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ် ဒါအပြင်ဆွေမျိုးသားချင်းနဲ့ပတ်သက်လာတဲ့အခါမှာစေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်ညီပေါ်မှာမှကိစ္စလေးတွေမှာစကားအနှဲငယ်လေးအခိုက်တန့်အပြောဆိုလေးတွေမျိုးမိသားစုအိမ်တွင်းရေးဆွေမျိုးသားချင်းအနှဲငယ်မတော်ဆက်သောကိစ္စလေးအနည်းငယ်လေးသွေးနီးသားနီးသောကိစ္စလေးတွေမှာတော့အဲတူဦးကကိုယ်ကစေတနာနဲ့ပြောပေမဲ့ဝေဒနာတွေဖြစ်သွားတာမျိုးမလိုလားအဖယ်နဲ့ဖြစ်ရတတ်တယ်ဒါအပြင်ဖြစ်လို့တဲ့ကိစ္စ ရည်မှန်းချက်ရည်ရွယ်ချက်မှန်တာများကိုကြိုတင်ပြီးတော့ဖွင့်ပြောခြင်းဟာအပြတ်သဘောကိုဆောင်တက်တဲ့အတွက်တော့ဖြစ်ရှင်တဲ့ကိစ္စဖြစ်လို့တဲ့ကိစ္စတွေကိုမိမိရဲ့ဟောရီရံပတ်ထဲမှာတင်ထားပြီးတော့မိစွေတို့အနေနဲ့ဖြစ်လာတော့မှသာလုတ်ပြနိုင်တဲ့အကြောင်းကိုသာလုတ်ပြပါမဟုတ်ဘဲနဲ့တိုင်မြင်လိုက်ခါမှသို့မဟုတ်အကြံပေးလိုက်ခါမှကိုယ့်ရဲ့စေတနာတွေဝေဒနာဖြစ်ရတာမျိုးကိုကတော့ရိုးရိုးလေးပြောပြီးမှတစ်ဖက်သူကအားနေကြအဖြစ်မြင်သွားတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒါလေးကိုပြန်ယူဆိုင်ပါ အထူးသဖြင့်လေချောင်းတို့နော်စီးတို့အပူတို့အဆက်တို့နဲ့ပတ်သက်တာလေးတွေစားတဲ့အခါမှာတတိထားစင်ရင်ပေးဖို့လိုအပ်ပါတယ်စီးနဲ့ပတ်သက်တာမျိုးလေးတွေမှာလည်းတတိထားဖို့လိုအပ်ပါတယ်မကောင်းတဲ့အတက်ပညာအတိုက်ခိုက်တွေသူများကြွေးတာလေးတွေမှာတတိထားစားပေးပါစုံပင်းတွေအစားပင်းတွေမကောင်းတဲ့အတက်ပညာလော်ဘီအစီရင်တွေနဲ့ပတ်သက်ပြီးတော့မိမိကိုပီယာပင်းဖြစ်စေမကျင်တတ်လို့အပြောအဆိုထိုင်းမှန်အောင်လေးလံအောင်ပြူစားတိုက်ခိုက်တတ်တဲ့သဘောလေးတွေစောင့်နေတဲ့အတွက်တတိထားစင်ရင်ပေးဖို့လိုအပ်ပါတယ်အထူးသဖြင့်မိမိနဲ့တတ်တူရွယ်တူမကင်းတော့သူမဟုတ်လုပ်ငန်းမကင်းတော့ ဆွေမျိုးနည်းနည်းလေးနီးစပ်တော့ဒီလိုမျိုးသူမျိုးတွေရာနေပြီးတော့ကိုယ့်ကိုမနာလိုလို့အတက်အကြံ့ကြာအဟန်သားလေးတွေနဲ့ပြူစားတိုက်ခိုက်စီရင်တက်တဲ့ဓာတ်ရည်တွေရာပြီးရအပင်လေးအတိုက်ခိုက်ပင်လေးတွေကိုတော့တတိထားပြီးတော့အစာမကျူးကိုစနေရီအိပ်ပဲကျူးလို့ရတယ်အစာမကျူးကိုလိုအပ်ကြောင်းဆရာကထပ်လောင်းပြောလိုက်ပြရစီခင်ဗျာကောင်းပြီဒါအပြင်လူငယ်တွေအခြေအေးမှဆိုရင်တော့မိမိအနေနဲ့ချစ်သူရည်စားတမိရည်စားမရှိသူများဖို့ကတော့ရည်စားလဲရအိမ်တော်လဲကြာဖြစ်တတ်တယ်သို့တော့ သမီးသားမှအနေနဲ့ဆိုရင်တော့တဦးနဲ့တဦးတယောက်နဲ့တယောက်ဝါထူးထူးဆန်းဆန်းမှာပဲအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်တဦးနဲ့တဦးတယောက်နဲ့တယောက်ငွေကြီးအထောက်အကူတွေသို့မဟုတ်ရင်မေတ္တာရည်အထောက်အကူတွေရရှိတတ်ပြီးတော့မိမိရဲ့ရှစ်သောမျက်နှာသောသူနာကနေပြီးတော့အကြံဉာဏ်ကောင်းနေယူရကြကောင်းနေအဲအကျင်နာကောင်းနေတစ္ဆာကောင်းနေရရှိတတ်သောကာလဖြစ်တဲ့အတွက်တော့အရှိနဲ့ပတ်သက်ရင်တော့ငြိမ်းချမ်းခြင်းနဲ့ကောင်းမွန်ခြင်းကိုသွားနေတဲ့အတွက်ကြောင့်မလို့စနေသားသမီးမိတ်ဆွေတွေဟာအဲ လက်ရှိမှာဆိုရင်တော့အခြေအနေနဲ့ပတ်သက်ရင်တော့တေချာပါတယ်အဆိုးပတ်မှာတော့ဘာမှတွေ့မနေပဲနဲ့ကောင်းမွန်တဲ့ပတ်မှာအေးချမ်းမှုပတ်မှာတော့ရရှိနေတတ်တယ်ခင်ဗျာမေတ္တာရေးနဲ့ပတ်သက်လို့အကူအညီတွေရရှိတာမျိုးငွေကြေးနဲ့ပတ်သက်လို့အကူအညီတွေရရှိတာမျိုးသို့မဟုတ်လို့ရှိရင်အဲဆွနာလို့အကြံဉာဏ်ကောင်းတွေကိုရရှိတတ်သောကာလအပိုင်းချဖြစ်ပါတယ်ခင်ဗျာအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့ခါမှာတော့အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းကံကောင်းပါတယ် we of fortune ဆိုတဲ့ကတ်ဖြစ်တဲ့အတွက်ဘလောက်ပဲခက်ခဲစီကမှုတဦးနဲ့တဦးတယောက်နဲ့တယောက်အဆင်ပြေအောင်ညှိနှိုင်းပြီးတော့ ပေါ်ပြလိုက်ပါကံကြမ္မာကောင်းကြီးမိမိရဲ့အိမ်တော်ဘက်ကောင်းကြီးမိမိရဲ့အဲဆွနာတို့ကိုအိမ်တော်ရိတ်ခန့်ကောင်းမှုတွေဟာမကြခင်များမကြရောက်ရှိလာတော့မယ်ဆိုတဲ့ကံမျိုးဖြစ်ပါတယ်။ငကိုကပြောက်သောသူပြလေးချလင်းတွေ့ပါလိမ့်မည်။ထို့အတူပဲအဆက်အသွယ်ပြတ်နေသူတွေအစာနာပြောက်နေသူတွေပြန်လဲပေါ်ထွန်းလာတတ်သောကာလပြန်လဲပြီးတော့မိမိရှိကိုဝမ်းသာစရာတည်င်းကောင်းတွေဂျင်းတွေပေါက်ကကြားရမယ့်ကာလအပိုင်းခြားဖြစ်ပါတယ်။ ငကူကအိမ်တော်ဘက်နဲ့ပတ်သက်လို့ဝေးကွာနေသူတွေတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေရင်လက်ရှိမှာတော့ခွေလန်းကောင်းတဲ့ကူညီမှုကိုရရှိတတ်တဲ့သာသမီမရရှိတော့ဇနီးသာသမီအိမ်တော်ရှင်များအဖို့တော့တားလာယေရနာသမီးလှပြုကညာလေးတွေရရှိတတ်တော့အပတ်တာပိုင်ချဖြစ်တဲ့အတွက်ဘာသာတရားများများလုပ်ပြီးဖခင်မှာတစ္ဆာပြုဒိတ်တာစုတောင်းမှာအောင်မြင်တိုးတက်မှုတွေရရှိစီမှာအတိအကျပဲဖြစ်တယ်ထို့အပြင် မိတ်ဆွေတို့အနေနဲ့အိမ်တွင်းကိစ္စလေးတွေညံ့ပါတယ် ိသားစုရေးကိစ္စလေးတွေညံ့ပါတယ်အပျော်ပါနဲ့ပတ်သက်တဲ့ကိစ္စလေးတွေညံ့ပါတယ်မိဟောင်းဆွေဟောင်းနဲ့ပတ်သက်ရင်တတိထားစီရင်ပေးရန်လိုအပ်ပါတယ်ဘာကိုလှုပ်လို့အတွေးမလွန်ပါနဲ့ဗဇက်ကဖရလက်ကကာယဖြစ်နေတတ်ပါတယ်ဒါလေးကိုတတိထားစီရင်ပေးဖို့လိုအပ်ပါတယ်လူအများကမိမိကိုတတိထားသောအလုပ်တွေမှာအတတ်နိုင်ဆုံးဘီယူဆိုင်ပါထင်ပေါ်ခြင်းကြော်စောခြင်းတွေအားနည်းစီပြီးတော့မိမိကိုတပုတ်လေးလေးပြောတာမျိုးမကောင်းတဲ့ ပဒင်းတွေလွှဲခိုင်းရတာမျိုးလေးတွေအဲဒီလိုမျိုးလေးကြုံရတတ်တဲ့အတွက်သတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းနဲ့ဖြစ်နိုင်လို့ရှိရင်တော့ရန်အန်တွေရဲ့ပြဿနာတိုက်ခိုက်တွေကိုဖျင်းရချုပ်တတ်ပါတယ်ခင်ဗျာအထူးသဖြင့်မိမိရဲ့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စကိုတပားသူကိုဖွင့်ပြောတာမှအားနည်းချက်အဖြစ်အသုံးချတာမျိုးအိမ်ထဲကိုမိမိကိုမိမိရဲ့အကြောင်းအရာကိစ္စလေးတွေကြောင့်ရန်ပฏิပခဖြစ်စီသောစကားလုံးလေးတွေအငေါ်လေးတွေပြောဆိုတာမျိုးလေးတွေကြောင့်တော့စိတ်မကြည်မနေဖြစ်ရတတ်တဲ့အတွက်တော့ဒါလေးတွေကိုသတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်ခင်ဗျာ ဘာကြံလို့ရောဆရာပညာရေးပညာရေးနဲ့ပတ်သက်ရင်တော့ဂျိမ်းသေးပေါ့ကံကောင်းမှုကိုရရှိစေမဲ့ကံမျိုးဖြစ်နေတဲ့အတွက်တော့ပညာရေးနဲ့ပတ်သက်ရင်ဘာမှစိုးရိမ်စရာမရှိဘူးလောက်ရင်လောက်တလောက်ဖြစ်တယ်ဖြစ်တဲ့လောက်လည်းအထောက်အကူပြုပြီးတော့အနာဂတ်အတွက်အထောက်အကူကောင်းနေရရှိတတ်သောအပ္ပတာဘိုင်းစားဖြစ်တဲ့အတွက်ပညာရေးနဲ့ပတ်သက်ရင်တော့ဘာမှစိုးရိမ်စရာမလိုပါဘူး။ကျမ်းမာရေးလေးတဟဇတာတဲ့အောင်တာကြိုးစားရင်ဂျိမ်းတွေပေါ့အစဉ်ပြေအောင်မြင်ပြီးတော့ဇဗူဒီပါလက်ရတောင်ကျွန်းဩဘာနမိထွန်းမဲ့ကံမျိုးဖြစ်ပါလေခင်ဗျာ။ကောင်းပြီ။ မိတ်ဆွေအဆက်ဆက်ရရအရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာဟိုဟာကောင်းသောနှမိတ်လေးတွေနဲ့ဆောင်ပြီးတော့ဟုတ်လားကိုးချိန်တီတီပေါ့မိမိဘာကိစ္စအောင်လုပ်မလဲအိမ်ဝိုင်းရှမ်းမီရောင်းခြင်းလားအာဒီနေ့တော့အိမ်ဝိုင်းရှမ်းမီရောင်းရပါစေဆိုပြီးတော့မြတ်စွာဘုရားရှင်ကိုအာယုံပြုပြီးတော့ကိုကိုတချိန်ကိုအိမ်ဝိုင်းရှမ်းမီရောင်းရပါစေဥပမာပေါ့နော်တစ်ခုခုပေါ့ကောင်းတာလေးဆူတောင်းပြီးတော့ကျေးစီလေးတစ်ချက်တီးပြီးတော့အိမ်ဝိုင်းရှမ်းမီရောင်းပါစေကျေးစီတစ်ချက်တီးကိုးချက်တီးပြီးတော့နေ့စဉ်ဆူတောင်းပါတဲ့ဒါဆိုရင်ရည်ရွယ်ချက်ကြီးမှန်ချက်တွေပြေဝပြီးတော့အောင်မြင်ပါလိမ့်မယ် လေခမရအတော့တရောက်တာလေးတွေကိုပြုမှုဆောင်ရွက်ပါဒီဘက်တာတော့ဒီမှာအကျိုးပေးတော့နေသားအနေနဲ့ဆိုရင်တော့တနင်္ဂနွေသားသမီးတွေရဲ့အထောက်အကူကိုညီကိုရရှိတတ်လို့ဗုဒ္ဓဖူးသားသမီးတွေရဲ့အကြံဉာဏ်အတွေးခေါ်တွေဟာမိတ်ဆွေတို့အတွက်ကောင်းမွန်မှုတွေရရှိတတ်ပါတယ်အကျိုးပေးတော့အရာဟာအဖြူရောင်အပန်းရောင်ဖြစ်ပါတယ်တတိထားဆင်နေရမယ့်အရာကတော့မိခိုးရောင်ကြက်သွေးရောင်ဖြစ်ပါတယ်အဆက်ဆက်အရာအစဉ်ပြေအောင်မြင်တိုးတက်စေရန်အတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်ရောင်းထွက် ရောင်းသွက်စေဖို့အတွက်ဆိုရင် ဆနာလိုပေါ့ဆက်ကူကတ်တူစာရွက်လေးနဲ့သုံးချက်တည်းတည်းရိုက်ပုတ်ထိတွေ့ပြီးရောင်းပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဆရာငယ်ပါဆရာတို့နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ခင်ဗျာ